ကျမ်းမာတော်မူကြပါသောခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့နိုဝင်ဘာလ26ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုင်းပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးကြတာကတော့အရှိတောင်အရှမရှိတဲ့ကြောက်ဖြန့်ကောင်းဆောင်များဖမ်းမိရေး American ကစုဂျင်းငွေ25တန်းနဲ့ကန်လန့်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် American အရှိများဟာလွန်ခဲ့တဲ့9နှစ်နေပါက ဒေါ်စန်းစုကြည်အစိုးရကိုဖြုတ်ချခဲ့တဲ့စစ်ကော်မရှင်တပ်မစစ်ဘုတ်ချုပ်ကြီးများနဲ့၎င်းတပ်အထက်အဓိကငွေကြီးထောက်ပံ့သူတိုင်းဒေသလက်နက်ကင်တပ်ဖွဲ့ကိုတုံ့လုသွားစီရန်ရှိတဲ့ပြင်းထန်သောအစီအမံတရက်ကိုယခုလအစောပိုင်းကချမှတ်ခဲ့ပါတယ်။ American အကြီးအကဲအရာရှိတွေကနိုဝင်ဘာလ23ရက်နေ့မှာလိန်လယ်မှုစင်တာနေနေရေးတပ်ဖွဲ့ US Kim Center Strike Force ကိုဖွဲ့စည်းကြောင်းကြေညာခဲ့ပြီးနောက်ထမ်းမြန်မာနေဆက်အနီးမှာရှိတဲ့လူလိန်ဂိုင်းတွေကိုနေနေရေးကြိုးပမ်းမှုမှာပုံမှုပြင်းထန်လာပါတယ်။ ဲ့ဒီနောက်စစ်ကော်မရှင်အရာရှိတွေဟာပြီးခဲ့တဲ့တည်င်းပတ်ကဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ PGF KND အဖွဲ့ဝင်များနဲ့တွေ့ဆုံခဲ့ပြီးနေဆက်မှာရှိတဲ့လိန်လယ်မှုစင်တာတွေကိုချက်ချင်းနှိမ်နင်းရစစ်ကောင်းဆောင်မင်းအောင်လိုင်ကညွှန်ကြားထားကြောင်းသူပြောခဲ့တယ်လို့ Rider သတင်းဌာနကနိုဝင်ဘာလ21ရက်နေ့ကဖော်ပြခဲ့ပါတယ်။လိန်လယ်မှုစင်တာများကြောင့်နိုင်ငံရဲ့ဂုံတည်င်းထိခိုက်မှုကိုစစ်ကောင်းဆောင်ကစိုးရိမ်ပူပန်နေပြီးရွေးကောက်ပွဲမတိုင်မီပြင်းထန်စွာနှိမ်နင်းရ KND အားတိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။ စစ်ကော်မရှင်တပ်ကဒီဇင်ဘာလ28ရက်နေ့မှာစတင်ရန်စီစဉ်ထားတဲ့အပိုင်းလိုက်ကျင်းပမဲ့ရွေးကောက်ပွဲအတွက်ပြင်ဆင်နေပေမယ့်လေ၎င်းရွေးကောက်ပွဲဟာစစ်တပ်ရဲ့ထင်းချုံမှုကိုထာဝရတည်မြဲစေရန်ရည်ရွယ်တဲ့အတုအယောင်လိုကြည်ကြဲပြန့်ပြန့်ရှုတ်ချခံရပါတယ်စစ်ကော်မရှင်ကလိန်လယ်မှုစန္ဒာရီကိုတားဆီးနိုင်ရေးနိုင်ငံတကာကြိုးပမ်းမှုမှာပါဝင်ဆောင်ရွက်နေတယ်လို့အခိုင်အမာပြောဆိုထားပေမယ့်လေစစ်စီရေးများအရေးတကြီးလှုပ်ဆောင်မှုတွေဟာအမေရိကန်လှုပ်ဆောင်လာနိုင်တဲ့ရည်ရည်မှုများပေါ် စိုးရိမ်ခြင်းနဲ့ဆက်ဆက်နေတယ်လို့သတင်းရှိမြစ်တွေက Riders ကိုပြောပါတယ်။မြပြလာသောစူဂျင်းဝင်များ Trump အစိုးရဟာလွန်ခဲ့တဲ့လရီအတွင်းကအရှိတောင်အရှမ်းမှရှိတဲ့ရဇဝတ်ဂွန်ရက်မှလိမ့်လည်မှုတွေကိုတံပြန်ဖို့အတွက်ကမ်ဘောဒီးယားမှာရှိတဲ့အဖွဲ့အစည်းတစ်ခုဖြစ်သော Prince Group နဲ့ We Want Group တို့ပြင်ထိုင်းနိုင်ငံနဲ့ကလျက်ရှိတဲ့မြောက်ရီဒေတာရှိတရုတ်ဂိုင်းများကိုကာကွယ်ပေးနေတယ်။ Democratic ဂရင်အကျိုးပြုတက်မတော် DKP မှအဓိကပုဂ္ဂိုလ်တွေကိုပိတ်ဆို့ရေးရင်မှုများချမှတ်ခဲ့ပါတယ်။ အမေရိကန်ရဲ့လိင်လယ်မှုစင်တာနှင်းနှင်းရေးတပ်ဖွဲ့မှ Federal စုံစမ်းစစ်ဆေးရေးဘယူရို FBI American လျှို့ဝှက်ထောက်လှမ်းရေးဌာနနဲ့ American ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှဝန်ထမ်းများပါဝင်ပါတယ်။ American နိုင်ငံသားတွေကိုလိင်လယ်မှုမှာပါဝင်ပတ်သက်တဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုင်းကောင်းဆောင်တွေကိုဖမ်းဆီးနိုင်ဖို့ဒါမှမဟုတ်ပြစ်မှုတင်ရှာစီရင်နိုင်စေဖို့အချက်လက်ပေးတာတွေလိင်လယ်မှုကရတဲ့ငွေတွေကိုသိမ်းဆည်းနိုင်စေတဲ့အချက်လက်ပေးတာတွေအတွက်ဒေါ်လာ25တန်းတိစုချင်းငွေချိမြင့်တော့မှာပါလို့ အမေရိကန်နိုင်ငံဂျာယီဝန်ကြီးဌာနမှကြီးတဲ့အရာရှိတဦးကပြောပါတယ်။နေနေရေးတပ်ဖွဲ့အတွက်လည်းအလားတူငွေပမာဏကိုလုံခြုံရေးအကူအညီဖြစ်တတ်မှတ်ကပံ့ပိုးကူညီမှာဖြစ်ပါတယ်။အဆိုပါလုံဆောင်ချက်တွေဟာအရှိတောင်အာရှမှာရှိတဲ့လိန်လေသူတွေကိုတံပြန်ရန်ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေမှာလိန်လေသူတွေဟာအမေရိကန်နိုင်ငံသားများထံမှဒေါ်လာ10ဘီလီယံခန့်ခိုးယူခဲ့ကြတယ်လို့ American Pan ayi Wuji Tanama အရာရှိတဦးကပြောပါတယ်။ အများအပြားယင်းဤမြို့နယ်မှုနဲ့အချစ်ဇလန်းစင်လိမ့်လည်မှုတွေနဲ့ခိုးယူမှုများလှုပ်ဆောင်ကြပြီးများသောအားဖြင့်ခရစ်တိုငွေကြေးများနဲ့ဆက်စပ်နေကတက်ကြီးရွယ်အိုနိုင်ငံသားများရဲ့တသက်တာစုဆောင်းငွေများဖြစ်နေတာပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေနေ့က KNI နဲ့တွေ့ဆုံပွဲမှာစစ်ကော်မရှင်အဖွဲ့ဝင်တဦးက American အဖွဲ့များနေဆက်ဖြတ်ကျော်ဝင်ရောက်စစ်ဆေးမှုကိုခွင့်မပြုရဲကြောင်းပြောကြားခဲ့ပါတယ်။ဒီပြဿနာကိုကျွန်တော်တို့ကိုယ်တိုင်ဖြေရှင်းရမယ်လို့လည်း၎င်းကဆိုပါတယ်။ လိမ်လည်မှုစံတော်တွေကိုနှစ်ပေါင်းများစွာခွင့်ပြုပေးထားပြီးနောက်ကြီးထွားလာနေတဲ့နိုင်ငံတကာ PR တွေကြောင့်စစ်ကော်မရှင်ဟာလိုက်ရုံးမှုများလှုပ်ဆောင်လာကြောင်းထို့အချက်ကပြသနေပါတယ်စစ်ကော်မရှင်ဟာဝေးလံခေါင်းတီးတဲ့နေဆက်ဒေသတွေမှာအာဏာအကန့်တတ်တာရှိသည်ဆိုကာရခင်ကကောင်းဆောင်နေခဲ့ပါတယ်တရုတ်ကလည်းကြားဖြတ်နေနေရအတွက်တွန်းအားပေးနေအရှိတောင်အရှာမှာရှိတဲ့လိမ်လည်မှုလုပ်ငန်းတွေဟာစီးမြင့်လျော့ရဲတဲ့ကာစီနိုများနဲ့ online လောင်းကစားများမှာစတင်ခဲ့ပြီး ိုဗစ်19ရောဂါကာလအတွင်းပိုမိုကျေပြန့်လာကလော့ကဒေါင်းများနဲ့တင်းကျပ်သောနေဆက်တင်းချမှုများကြားမှာရာဇဝတ်ဂိုင်းတွေကဝင်ငွေအရင်းမြစ်တက်များရှာဖွေလာကြပါတယ်။မြဝတီမြို့မှာရှိတဲ့အတိတ်ကလိန်လယ်မှုဗဟိုချက်ဖြစ်တဲ့ရွှေကုတ်ကူကိုဟောင်ကောင်မှတ်ပုံတင်ထားတဲ့ရတ်ထိုက် International Holding Group က2019ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးကနအူးမှကာစီနိုလုပ်ငန်းဖြစ်ကြော်ညာခဲ့ကြောင်း American ငြိမ်းချမ်း Institute ကပြောပါတယ်။လိန်လယ်မှုလုပ်ငန်းများနဲ့ရှိုင်းစွာအမြင့်တွင်နေတဲ့ မြန်မာနဲ့ကမ်ဘောဒီးယားနှစ်နိုင်ငံစလုံးနဲ့ပတ်သက်တဲ့နောက်ဆုံးသတင်းများပေါ်တုံ့ပြန်မှုများအားလေ့လာသုံးသပ်သူတွေကတန်တရားနဲ့စောင့်ကြည့်နေကြပါတယ်။ကမ်ဘောဒီးယားဟာလိင်လယ်မှုလုပ်ငန်းများမှာဒေါ်လာ7ဘီလီယံမှ19ဘီလီယံကြားရရှိလိမ့်မယ်လို့အမေရိကန်ကကမန်တာပြီးနှစ်စဉ် GDP ရဲ့40ရာခိုင်နှုန်းခန့်ရှိမှာဖြစ်ပါတယ်။ကြားပြန်စင်နာရီကိုဖြိုခွင်းရန်အပွဲပေါင်းစုံပါဝင်တဲ့လိင်လယ်မှုစင်တာနေနေရေးတပ်ဖွဲ့ပွဲစည်းကြောင်းအမေရိကန်ကြေညာချက်ဟာအခြေအနေကိုပြောင်းလဲစေခဲ့တယ်လို့ ကမ္ဘာလုံးဆိုင်ရာနိုင်ငံဖြစ်ကျော်ရာဇဝတ်မှုတိုက်ဖျက်ရေးလှုပ်ရှားမှုမှဂျီစင်တာဝါကရိုက်ဒါစ်သတင်းဌာနကိုပြောကြားပါတယ်။ယခုလအစောပိုင်းမှာထိုင်းနိုင်ငံဟာတရုတ်ရဲ့တောင်းဆိုချက်အရရွှေကုတ်ကူကူဥဆောင်ခဲ့တဲ့လောင်ကစားဘရင်ရှဲကြည်ကျန်းကိုတရုတ်နိုင်ငံကိုလွှဲပြောင်းပေးခဲ့ပါတယ်။ရှဲကြည်ကျန်းကို2022ခုနှစ်မှာထိုင်းနိုင်ငံမှာဖမ်းဆီးခဲ့ပါတယ်။ကမ္ဘာအင်အားကြီးနှစ်နိုင်ငံကကြားဖြတ်နေနေဖို့တွန်းအားပေးနေတာကစစ်ကော်မရှင်တပ်နဲ့သူ့ရဲ့ BGF နေကြောင်တက်ကိုအခက်တွေ့သွားစေတယ်။ ကမ္ဘာလုံခြုံရေးအတွက်ကြီးမားတဲ့ချင်းချောက်မှုဖြစ်တဲ့လိမ်လည်မှုစင်တာတွေကိုကင်တွယ်ဖြေရှင်းဖို့နိုင်ငံတကာအတိုင်းအဝိုင်းဟာပုံပြီးစည်းရုံးလာကြတာကိုစစ်ကော်မရှင်တပ်ကရှင်းရှင်းလင်းလင်းမြင်လာပုံရပါတယ်လို့တာဝါကပြောပါတယ်။ Trump အစိုးရက crypto ရွှေခေတ်ကိုပေါ်ဆောင်ရင်မျှော်လင့်နေတဲ့အတွက်ကြောင့်ယုံကြည်စိတ်ချရသော American ရောက်ချသူများဖြင့် crypto ငွေကြေးကိုလုံခြုံစွာအသုံးပြုနိုင်ရေးမြင့်တင်လို့ကြောင်း American အရာရှိတွေကပြီးခဲ့တဲ့အပတ်မှာပြောကြားခဲ့ပါတယ်။ ကရင်လက်နက်ကိုင်အဖွဲ့ကနှိမ့်နှင်းရေးမှပူးပေါင်းဆောင်ရွက်နေပါတယ်။စစ်ကောင်းဆောင်ကလိန်လယ်မှုစင်တာရီကိုအမျိုးသားရေးတာဝန်အဖြစ်အမြင့်ပြတ်ချေမှုန်းရန်တိုင်းစစ်တနာကျုံးမှတမှုများပြောကြားခဲ့ကြောင်းစစ်ကော်မရှင်ထင်းချုပ်မီဒီယာတွေကသတင်းထုတ်ပြန်ခဲ့ပေမဲ့လည်းအသေးစိတ်ကိုတော့ဖော်ပြခဲ့ခြင်းမရှိပါဘူး။စစ်ကော်မရှင်တပ်ကခေကေဘက်လို့ခေါ်တဲ့ကြားဖြန့်ဝင်းမှာအဆောက်အုံ180ခန့်ကိုပေါက်ခွဲဖျက်ဆီးခဲ့ကြောင်းသတင်းများထုတ်ပြန်ခဲ့ပေမဲ့လည်းပြီးခဲ့တဲ့အင်္ဂါနေ့မှာ BGF KNA အဖွဲ့များနဲ့ စစ်ကော်မရှင်တပ်တို့ဟာရွှေကိုကူခေါ်တိကြအဆောင်တစ်ခုအတွင်းကို ဝင်ရောက်ခဲ့ပါတယ်။ PGF KNM ကြောင်းရေးဆိုခွင့်ရှိသူဒူပိုမူကြီးနိုင်မောင်စောက၎င်းတို့ဟာနေနေမှုကိုဥဆောင်ခဲ့ကြောင်းစစ်ကော်မရှင်တပ်ကိုအကြောင်းကြားခဲ့ကြောင်းနဲ့စစ်ကော်မရှင်တပ်ကပူးပေါင်းပါဝင်လာခဲ့ကြောင်း Rider သတင်းဌာနကိုပြောပါတယ်။စစ်ကော်မရှင်တပ်နဲ့ပူးပေါင်းလှုပ်ဆောင်တာကလုပ်ငန်းစဉ်အချုပ်ကိုပုံမှုချုံးမွေးစေလိမ့်မယ်လို့ကျွန်တော်တို့ခေါင်းဆောင်ကဆုံးဖြတ်ခဲ့ပါတယ်။ဒီစစ်စင်ရေးတွေကိုကျွန်တော်တို့ကဥဆောင်တာပါလို့ တူဘုံမူကြီးနိုင်မောင်စောကပြောပါတယ်စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့မီဒီယာကနိုင်ငံသားတထောင်ကျော်ကိုဖမ်းဆီးထိန်းသိမ်းခဲ့ပြီးကွန်ပျူတာ2653လုံးနဲ့မိုဘိုင်းဖုန်း2150လုံးကိုသိမ်းဆည်းရမိကြောင်းနိုဝင်ဘာလ22ရက်နေ့ကကြေညာခဲ့ပါတယ်သို့သောထုတ်ကနန်းတွေဟာထိုင်းမြန်မာနယ်စပ်တလျှောက်မှာရှိတဲ့လိန်လယ်မှုစခန်းတွေကိုထိန်းသိမ်းခံရပြီးအတ္တမခိုင်းစေခံရတယ်လို့ယူဆရသူများရဲ့အစိပ်ပိုင်းများသာဖြစ်ပါတယ် ဒိုနစ်မာပင်စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူကအမေရိကန်တက်ခရီတက်ဖွဲ့မှာလျော့ဝတ်အစီအစဉ်ရှိတယ်လို့စစ်တပ်ကယုံကြည်ကြောင်းပြောကြားခဲ့ပေမဲ့လည်းမြည်သည့်အရာကိုတော့အတိအကျမပေါ်ပြခဲ့ပါဘူး။ရွှေကုတ်ကလိန်လယ်မှုများရပ်တန့်သွားရင်ပင်ထိုင်းနယ်စပ်အနီးမှာရှိတဲ့တိုင်းချင်းဝင်းမှာတတရမြောက်ချန်ဝင်းတခုရှိနေပါသေးတယ်။ထိုနေရာဟာစီကားလာနေပြီလို့ဝေဖန်သူတွေကပြောပါတယ်။ရာဇဝတ်ဂိုင်းတွေကိုစောင့်ကြည့်နေတဲ့ကျွမ်းကျင်သူတွေကလိန်လယ်မှုစင်တာအလုံးကိုဖေရှားပြစ်ရန် ပြင်းထန်သောကြိုးပမ်းအားထုတ်မှုများလိုအပ်မှာဖြစ်ပေမဲ့မြည်တို့ရှစ်ဆက်သွားမှာကိုတော့ပြောရန်ခက်ပါတယ်မြန်မာရဲ့အတုအယောင်ရွေးကောက်ပွဲပြီးရင်ကြားဖြန့်စင်တာများထပ်မံပေါ်ပေါက်လာအောင်မလားဆိုတာကိုတော့မပြောနိုင်သေးပါဘူးခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ KTV မှာပျော်ပါးတဲ့ကြောင်းတိုင်ဆရာတော်ကိုလူဝလင်းနေနေခဲ့ပေမဲ့ကြောင်းကပစ္စည်းတွေလာတဲ့တော့လို့တကာရီကပြန်တရားဆွဲခဲ့ကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းပျော်ပွဲမြို့မှာပြည်တော်အေးကြောင်းတိုင် ကျောင်းထိုင်ဘုံကြီးနဲ့တူရဟန်းတစ်ပါးက KTV တော့ကအမျိုးသမီးတွေနဲ့ပျော်ပတောက်ဆနေတာကိုတိုင်ကြတာကြောင့်စစ်ကောင်မရှင်ရဲတပ်ဖွဲ့က KTV ကိုဝင်ရောက်စီးနေကဖမ်းဆီးခဲ့တယ်လို့သိရှိရပါတယ်။နိုဝင်ဘာလပထမပတ်ကပျော်ဝယ်မြို့ပြည်တော်အေးကျောင်းတိုက်ဆရာတော်ရှင်မှုနန္ဒီနဲ့အဖော်ပြသူရှင်ပညာစာရတို့က KTV တခုကိုညာတိုင်းတွားကအမျိုးသမီးတွေနဲ့ပျော်ပါပြီးသင်ကန်းတွေကိုကားနဲ့ချွတ်ထားခဲ့ကလူပွတ်နဲ့ကခုံနေတာကိုတိုင်ကြတာကြောင့် စစ်ကောင်မရှင်ရဲတွေကဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့သိရှိရပါတယ်။သူတကာတွေကအတိအကျတိုင်တာရဲတွေနဲ့အုတ်ချုပ်ရင်းမှုတွေရောက်လာပြီးအခန်းတွေကိုဝင်စစ်တာအဲ့ဒီမှာလူဝတ်နဲ့ဘုန်းကြီးတွေကိုတွေ့ပြီးတခါတည်းဖမ်းသွားတာမနဲ့ကြတော့တိမ့်တရာယူပြီးပြန်လွတ်ပေးလိုက်တယ်လို့ဒေသခံတအူးကပြောပါတယ်။ဖမ်းဆီးခံရသူပြည်တော်အေးကြောင်းတိုက်ဆရာတော်ရှင်မှုနန္ဒီဟာယခင်2024ခုနှစ်စက်တင်ဘာလကပြန်လည်တော်မူခဲ့တဲ့ဆရာတော်ကြီးဗဒ္ဒနာပညာတော်ရနေရာကိုရှင်မုံနန္ဒီကိုအစားထိုးကကြောင်းနိုင်ဖြစ် မြို့နယ်အုပ်ချုပ်ရေးတွေကတင်မြောက်ခဲ့တာလို့သိရှိရပါတယ်။ပညာဘွဲတွေကရှိတော့သူ့ကိုကြောင်းတိုင်နေရတင်မြောက်ကြတာအုပ်ချုပ်ရေးဘိုင်းကကောတန်ကနိုင်ရကအဖွဲ့ကကောပေါ့ကြောင်းတိုင်ဖြစ်တာရက်ပိုင်းပဲရှိပါသေးတယ်။အခုရဲကဖမ်းပြီးလူဝလဲနေနေလိုက်ပါတယ်။နေနေခံရတာကိုမကျေနပ်လို့သူ့ကြောင်းကတကားရီလူထားတဲ့ကားရီပတ်စံတွေကိုသူ့ဆွေမျိုးတွေကလာပြန်တည်သွားကြတယ်လို့ဒေသခံတူကပြောပါတယ်။လူဝလဲနေနေခံရတဲ့ကိစ္စကြောင့်သူရဟန်းဘဝကပိုင်ဆိုင်ခဲ့တဲ့ကားရီအလူငွေတွေနဲ့ ကျောင်းတွင်းပစ္စည်းတွေကိုဆွေမျိုးတော်ဆက်သူတွေကလာရောက်သိယူသွားတာကြောင့်ဘုံကြီးကျောင်းရဲ့တကားတွေကမကျေနပ်ပဲနိုဝင်ဘာလ22ရက်နေ့ကတာသနာ၏ဝန်ကြီးဌာနကိုလိမ့်မှုကတိုင်ကြားထားတယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့တမိုင်းကြောင်းမကောင်းတဲ့ပါတီမို့လို့မဲမပေးနိုင်ဘူးလို့ PPP ပါတီကကိုစလေတွေကိုပြည်သူတို့ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စီပွားရေးလုပ်ငန်းရှင်တော်တက်တက်ခိုင်ဦးဆောင်တဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဟာတမိုင်းကြောင်းမကောင်းတဲ့အတွက် မဲမပေးနိုင်ဘူးလို့ပြည်သူတဦးကပြောဆိုတဲ့ရုပ်တံမှတ်တမ်းထွက်ပေါ်လာပါတယ်။အဲ့ဒီရုပ်တံမှတ်တမ်းဟာပြီးခဲ့တဲ့နိုဝင်ဘာလ12ရက်နေ့မှာအီယော်ရီတိုင်းဇလွန်မြို့ပတ်တန်းကြီးရွာအုပ်စုပေါကုန်းကြီးရွာမှာပြုလုပ်ခဲ့တဲ့ PPP ပါတီရဲ့လူထုတွေ့ဆုံပွဲကမှတ်တမ်းဖြစ်ပါတယ်။ရုပ်တံမှတ်တမ်းတင်မှာတော့ PPP ပါတီရဲ့အီယော်ရီတိုင်းဇလွန်မြို့ကပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးမြတ်သူရနဲ့တိုင်းကိုယ်စားလှယ်ဒေါ်မမွန်မြင့်အီယော်ရီတိုင်းပါတီဥက္ကဋ္ဌကိုအောင်တန်ထိုင်းပြည်သူ့ရှေ့ဆောင်ပါတီ တိုင်းတွင်ရမှုကိုဇော်ဝေထတ်တို့စီယုံရေးလှုပ်ဆောင်နေချိန်မှာပြည်သူတို့ကအခုလိုပြောဆိုခဲ့တာပါနိုင်ငံရေးပါတီဆိုတာတမိုင်းကြောင်ကောင်းရတယ်တမိုင်းကြောင်မကောင်းတဲ့ပါတီကိုကျွန်တော်တို့မဲမပိနိုင်ဘူးအဲ့ဒါကိုဒီကကိုစလေတွေတိဖို့လိုတယ်လို့အစိုးရပြည်သူကပြောဆိုခဲ့တာပါလက်ရှိမှာတော့ပြည်သူရှေ့ဆောင်ပါတီ PPP ဟာစေအုပ်စုရဲ့ကြံခိုင်ရေးပါတီပြီးရင်စစ်ကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ကိုစလေအများဆုံးဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးကြတာကတော့မင်းတုံးမြေနယ်မှာစစ်တပ်နဲ့ပူးပေါင်းပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခြင်းမူရစ်စည်းဝါရောင်းဝယ်မှုလှုပ်ဆောင်နေတဲ့ပြူစော့တီခေါင်းဆောင်ရဲ့တပည့်ဖြစ်သူနေသွေးကို PDF တပ်ဖွဲ့ကအရှင်ဖမ်းဆီးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းမင်းတုံးမြေနယ်မှာအကြံဖတ်စစ်တပ်နဲ့ပူးပေါင်းပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခြင်းမူရစ်စည်းဝါရောင်းဝယ်မှုလှုပ်ဆောင်နေတဲ့ပြူစော့တီခေါင်းဆောင်ရဲ့တပည့်ဖြစ်သူနေသွေးကို PDF တပ်ဖွဲ့ကအရှင်ဖမ်းဆီးခဲ့ကြောင်း တရက်ခရိုင်အမတ်လေးတရင်မှသတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုမြက်ကပြောဆိုပါတယ်။ယမနေ့နိုဝင်ဘာလ25ရက်နေ့မနက်7:00နာရီခန့်မှာမင်းတုံမြို့နယ်ညောင်ပေသာကြေးရွာမှာနေထိုင်တဲ့အကြံဖတ်စစ်တပ်နဲ့ပူးပေါင်းပြီးလူငယ်ရီကိုပေါ်တာဆွဲဖမ်းဆီးခြင်းမူရစ်စေဝါရောင်းဝယ်မှုများလှုပ်ဆောင်နေတဲ့ပြူစော်တီခေါင်းဆောင်ဖိုးပြရဲ့တပည့်ဖြစ်သူနေသွေးကို PDF တပ်ဖွဲ့ကပသိမ်မုံရလမ်းပိုက်မှာမူရစ်စေဝါများနဲ့တူအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုဖမ်းဆီးရရှိတဲ့ပြူစော်တီခေါင်းဆောင် ဖိုးပြရဲ့တပည့်ဖြစ်သူနေသွေးထမမူရစ်ဆွေဝါ WY အလုံးကြီးတထောင်သိန်းစရရှိခဲ့ကြောင်းဒါအပြင်နေသွေးစုသူအားပသိမ်မုံရလက်ပိုက်မှာခီးတော်ပြည်သူများထမစက်ကြီးတောင်းခံပြီးကြီးရွာအတွင်မှာရှိတဲ့အကြံပတ်စစ်တပ်နဲ့တူလူငယ်တွေကိုလိုက်လံပေါ်တာဆွဲဖမ်းဆီးခြင်းများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။နေသွေးကမင်းတုံမြို့နယ်ပြူစော်တီခေါင်းဆောင်ဖိုးပြနဲ့အတူညောင်ပင်သွားကြီးရွာကိုအခြေပြုပြီးမူရစ်ဆွေဝါမှန်ကူရောင်းချတာလောင်းကစားတွေလည်းလုပ်တယ်။ပသိမ်မုံရလက်ပေါ်မှာလည်းဂိတ်တွေဖွင့်ပြီး ပြီးတော့ပြည်သူတွေစီကပတ်စံကောက်တယ်တက်သားတစ်စုဆောင်တဲ့နေရာတွေစစ်ကြောင်းထိုးတဲ့နေရာတွေမှာသူတို့ကပါဝင်ကြပါတယ်လက်ပရန်ကြေးရွာအုပ်စုကတခြားကြေးရွာတွေမှာစစ်ခွေးတွေနဲ့ပူပေါင်းပြီးပေါ်တာဆွဲဖမ်းဆီးတာတွေလည်းလုံဆောင်ပါတယ်သူကိုတွေးတော့တရင်ရလို့ဖမ်းလိုက်တာမင်းတုံမျိုးဘက်ကစိုက်ကင်းနဲ့သူတဦးတည်းထွက်လာတဲ့ချိန်ကျွန်တော်တို့တရင်ရလို့စောင့်ပြီးဖမ်းလိုက်တာကျွန်တော်တို့ဆက်လက်စစ်ဆီးနေတော့ပါဆက်လက်ပြီးစစ်ဆီးစရာတွေရှိပါတယ်ညွှန်ကြားမှုအတိုင်းဆက်လက်ရည်ယူဆောင်ရွက်မှာပါလို့တရက်ခိုင်မလေးတရင်မှာ တင်းနဲ့ပြန်ကြိုက်တာဝန်ခံကိုမြက်ကပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ကျုပ်ပင်ကောင်းမျိုးအဝင်ကိတ်ကိုဝင်ရောက်တိုက်ခိုက်မှုတူရဲအုပ်ကျော်စင်ထွန်းအပအဝင်စစ်တပ်ဘက်မှငါးကောင်သိမ်းဆုံးပြီးတနက်သုံးနက်သိမ်းဆည်းရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ဘကိုးတိုင်းကျုပ်ပင်ကောင်းမျိုးအဝင်ကိတ်ကိုဝင်ရောက်တိုက်ခိုက်ရမှာတူရဲအုပ်ကျော်စင်ထွန်းအပအဝင်စစ်တပ်ဘက်ကငါးကောင်သိမ်းဆုံးပြီးတနက်သုံးနက်သိမ်းဆည်းရရှိခဲ့ကြောင်းတာယောင်ရီခိုင်တရင်38 39နှင့် တက်ခွေးလီမီအောက်ပြောက်ကြားတက်ဖွဲ့အုပ်ဖုံမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။နိုဝင်ဘာလ23ရက်နေ့မနက်8:30မိနစ်ခန့်မှာကျုပ်ပင်ကောင်းမြွနဲ့ GPK စေယုံအနီးမှာရှိတဲ့ဒေကုံလီကြည်စုအကြပ်ဖတ်စစ်တပ်စစ်စေးရေးဂိတ်ကိုတာယာဝရီခိုင်တရင်38တုံးရနဲ့တက်ခွေးလီမီအောက်ပြောက်ကြားတက်ဖွဲ့အုပ်ဖုံမှရဲဘော်တွေကရှောင်းတကင်းဝင်းရောက်စီးနှင်းတက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုအတွင်းမှာအကြပ်ဖတ်စစ်တပ်ဘက်မှဒူရဲအုပ်ကျော်စင်ထွန်းအပါအဝင်ပြူစောတိလေးဦးနေရာမှာတေဆုံးခဲ့ပြီး နှစ်ဦးကတော့အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မနက်9:30မိနစ်ခန့်မှာစစ်စေးရေးဂိတ်ကိုတိမ်ပတ်ရရှိခဲ့ပြီး MA13 တနတ်တလက် G3 တနတ်တလက် G4 တနတ်တလက် G3 G40 တောင်း MA13 G20 တောင်း G ပေါက်3ခုလက်ပစ်ပုံ3လုံးလက်ထိပ်တစ်ခုတို့ကိုတိမ်ဆည်ရရှိခဲ့ပြီးအပြန်အလှန်ပစ်ခတ်မှုအတွင်းမှာတော်လိုင်းရဲဘော်တို့ကြာဆုံးခဲ့ကြောင်းသိရှိရပါတယ်။အဲဒီဂိတ်ကတော်တော်ကိုဆိုရဲပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးတာ ဝင်းညစ်တာတွေစက်ကြီးကောက်တာတွေလုံဆောင်နေတာကျွန်တော်တို့ဝင်းရောက်တိုက်ခိုက်မှုအတွင်မှာတူရဲအုပ်ကျော်စင်ထွန်းနဲ့ပြူစောတိလေးကောင်နေရာမှာနေသိဆုံးပြီးနှစ်ကောင်အပြင်းထန်တရားရပါတယ်လို့တာယာဝရီခိုင်တရင်383ညနဲ့တက်ခွဲလေးမြောက်ပျောက်ကြားတက်ဖွဲ့ဥပုံမှာတာဝန်ရှိသူကဆိုပါတယ်တာယာဝရီခိုင်တရင်383ညနဲ့တက်ခွဲလေးမြောက်ပျောက်ကြားတက်ဖွဲ့ဥပုံတက်ဖွဲ့အနေနဲ့ပြည်သူများနဲ့တော်လိုင်းတက်ဖွဲ့များကိုဒုက္ခပေးနေတယ်စစ်သားရဲနဲ့ပြူစောတိများပြင်၎င်းတို့ရဲ့တောက်တိုင်တွေကိုပါ အရှိန်မြင့်တက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့၎င်းတို့အနီးသွားလာနေထိုင်ခြင်းများလုံးဝမပြုလုပ်ကြရင်အတိပေးပြောဆိုထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ချောင်းမြုံနယ်မှာစစ်သား၄ဦးတနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းချောင်းမြုံနယ်မှာစစ်သား၄ဦးတနက်တလက်ယူဆောင်လာပြီးအလင်းဝင်ရောက်ခဲ့ကြောင်းချောင်းမြုံနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကဖမ်းမတာဝန်ရှိသူတို့ကပြောဆိုပါရတယ်။နိုဝင်ဘာလ25ရက်နေ့မှာစစ်တပ်မှစစ်သား၄ဦးဟာတနက်တလက်ယူဆောင်လာပြီး ကျောင်းမြွနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတ်တန်ကိုအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲဒီလိုအလင်းဝင်ရောက်လာတဲ့စစ်သား၄ဦးတနက်တလက်နဲ့ခင်းရများယူဆောင်လာခြင်းကြောင့်ကျောင်းမြွနယ်ပကဖတ်ကကိုပြုစွင့်ဝေးချင်းမြင့်ပေးရခဲ့ကြောင်းသိရှိရပါတယ်။ကျောင်းမြွနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တန်ကိုချိတ်ဆက်ပြီးတော့စစ်ကောင်စီတပ်သား၄ဦးကလက်နက်ခင်းရတွေနဲ့တူအလင်းဝင်ရောက်လာတဲ့အတွက်ဂုံပြုစွင့်ဝေးချင်းမြင့်ပေးရခဲ့ပါတယ်။ဆက်လက်ပြီးအလင်းဝင်ရောက်လာမဲ့သူတွေကိုလည်းဖိတ်ခေါ်ပါတယ်လို့ကျောင်းမြွနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ်ပကဖမတာဝန်ရှိသူကပြောဆိုပါတယ်ဆက်လက်၍အကြံဖတ်စစ်တပ်ထံမှတောင်းဝန်ထမ်းဆောင်လိုခြင်းမရှိတဲ့စစ်သားရဲနဲ့စစ်မှုထမ်းတပ်သားတွေများအနေနဲ့အမြန်ဆုံးအလင်းဝင်ရောက်ကြရတဲ့အလင်းဝင်ရောက်လာသူတွေကိုလည်းနှွေထွေဆော့ကျူစွာသွားမှာဖြစ်ကြောင်းချောင်းမြွနဲ့ပြည်သူကာကွယ်အဖွဲ့ပကဖမတာဝန်ရှိသူကဆက်လက်ပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မုံမိမြို့တဲ့စစ်တပ်ဝင်လာပြီးနောက်နေအိမ်တွေမှာတက်ဆွဲနေကြောင်းတင်ဆက်ပေးပါမယ် မုံမိမြို့အတွင်းကိုယမန်နေ့နိုဝင်ဘာလ25ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ကားချို့ဝင်ရောက်လာပြီးနောက်နေအချို့မှာတက်ဆွဲထားတယ်လို့မြို့ကန်တွေကပြောပါတယ်စစ်တပ်ကလူတွေဝင်လာတာဘယ်လိုဝင်လာတာလဲဆိုတာတော့မပြောချင်ဘူးသူတို့တွေကအိမ်တွေထဲမှာဝင်နေတယ်အနာဝင်ကျင်ကဒေသခံတွေကမနေရကြလို့နေရာပြောင်းနေကြတယ်လို့ဒေသခံတအူးကယမန်နေ့ညပိုင်းမှာပြောပါတယ်မုံမိမြို့မှာရှိနေတဲ့နောက်ထပ်ဒေသခံတအူးကလည်း တောင်ပိုင်းနဲ့မြောက်ပိုင်းကပူများတယ်ကားနဲ့ချတာတမျိုးလုံးလိုက်ကြတာနေ့လေကျွန်တော်တို့မြို့ထဲသွားတော့သူတို့အဖွဲတွေအဖွဲလိုက်ရောက်လာပြီလို့ပြောပါတယ်နေအိမ်တွေထဲမှာပျောက်ကြားယူနီဖောင်းတွေနဲ့တွေ့လို့တအောင်တက်မလို့ TNL တက်ဖွဲ့တွေလို့ကနအူးတင်ခဲ့ပေမဲ့စစ်ကောင်စီတက်ဖွဲ့ဝင်တွေဖြစ်နေကြောင်းညနေပိုင်းမှာအတိပြုခဲ့တယ်လို့၎င်းကဆိုပါတယ်စစ်ကောင်စီတက်ဖွဲ့ဝင်တွေကို TNL ကဦးဆောင်ပြီးမိုးကုန်းနဲ့မုံမိတ်မြို့တဲကိုခေါ်သွင်းတာဖြစ်လိမ့်မယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့ TNL ကရှင်းလင်းခြင်းမရှိဘဲနှုတ်ဆက်နေပါတယ် မုံမိတ်မြို့ပေါ်မှာရက်ကွက်၁၀ခုရှိပြီးဒေသခံ၃ဘုံ၂ဘုံဟာမြို့ကိုစွန့်ခွာထွက်ပြေးသွားကြတယ်လို့သိရှိရပါတယ်။ပထမတော့หนีလို့ရသလောက်หนีကြသေးတယ်။23ရက်နေ့ကလေရင်နဲ့မြစ်စုံဘက်ကိုဘုံကျဲသွားတော့မနီရဲကြတော့လို့ပြေးကြတာဒီတခါတိုက်ပွဲဖြစ်ရင်ပြင်းပြင်းထန်ထန်ဖြစ်လိမ့်မယ်လို့သတင်းတွေထွက်နေတယ်လို့မုံမိတ်မြို့ကတူကပြောပါတယ်။စစ်ကောင်စီတပ်ကားတွေဟာမုံကုံမြို့ဘက်ကနေ TNL တပ်ဖွဲ့ဝင်တွေနဲ့အတူဝင်ရောက်လာတာလို့ဒေသခံတွေကပြောပါတယ်။ DNL ရဲ့ဆုံးဖြတ်ချက်တွေအပေါ်ကိုတော်လိုင်းရဲဘော်အတိုင်းဝိုင်းနဲ့ပြည်သူလူထုကပြင်းပြင်းထန်ထန်ဝေဖန်နေပေမဲ့ရှင်းပြခြင်းမရှိသေးပါဘူး။မုံမိတ်မျိုးဟာကကြင်လွတ်လပ်ရေးတက်မတော် KIA ထင်းချုပ်ထားတဲ့မဘိမျိုးနယ်နဲ့လည်းဆက်ဆက်နေပါတယ်။မုံမိတ်မျိုးနယ်အနီးမှာ KIA တရင်34ရှိနေပြီးလက်ရှိအချိန်ထိစည်ရေးပြင်ဆင်ထားမှုမရှိပေမဲ့အကယ်၍တော်လိုင်းအင်အားစုတွေကစစ်ကောင်စီတပ်တွေကိုတိုက်မင်းဆိုပါကအကူအညီပေးသွားဖို့ရှိမဲလို့ KIA ပြန်ကြောင်းရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးက ယမနီညနေပိုင်းမှာ people spring ကိုပြောပါတယ်အမှတ်34တရင်နဲ့နေပါတယ်ကျွန်တော်တို့ထင်းချုံနေပြီလည်းမဟုတ်ဘူးတကယ်လို့များတိုက်ပွဲတွေရှိလာလို့ရှင်ရင်တော့အချင်းချင်းကူညီတဲ့သဘောနဲ့တော့ရှိကောင်းရှိနိုင်ပါတယ်လို့ဘုံမကြီးနော်ဘူးကပြောပါတယ် TNL နဲ့စစ်ကောင်စီဟာအော်တိုဘားလ28ရက်နဲ့28ရက်နေ့ကတရုတ်နိုင်ငံကုမင်းမြို့မှာတွေ့ဆုံဆွေးနွေးပြီးနောက်တက်မတ်ကာလာတွင်မိုးကုံးနဲ့မိုးမိန်မြို့နယ်ကနေတောင်းတက်တွင်ပြန်လည်ဆုတ်ခွာမင်းလို့အော်တိုဘားလ29ရက်နေ့မှာ TNL ကထုတ်ပြန်ခဲ့ပါတယ် တအောင်ဒေသကိုလည်းစစ်ကောင်စီကလေရင်ဘုံကျဲခြင်းဒိုးစစ်စင်တိုက်ခိုက်ခြင်းများမလုပ်ဘဲနှစ်ဖက်ရောက်ရှိတဲ့နေရာတွေမှာတက်တွေရပ်တန့်ပြီးအပြစ်ကတ်ရဲစဲရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တာလို့ထုတ်ပြန်ခဲ့ပါတယ်။လက်ရှိနိုဝင်ဘာလကုန်ပိုင်းမှာစစ်ကောင်စီတက်စစ်ကြောင်းတွေကို TNL ကအကာအကွယ်ပေးပြီးဝင်လာမယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။မုံမင်းမြို့မှာ TNL နဲ့စစ်ကောင်စီဆက်ဆံရေးရုံးလဲဖွင့်ထားတယ်လို့သိရှိရပါတယ်။လက်ရှိအခြေအနေတွေနဲ့ပတ်သက်လို့ TNL ပြန်ကြားရေးတာဝန်ခံလွေရီဦးကိုဆက်သွယ်ပေးမယ်လဲအဆက်အသွယ်တော့မရရှိပါဘူးခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ဒုစစ်ခေါင်းဆောင်စိုးဝင်ကစစ်ဦးစီးအရာရှိချုပ်လေးဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကိုအရက်ဘတ်ဝန်ကြီးဌာနကိုပြောင်းရွှေ့လိုက်ပြီးဗိုလ်ချုပ်ထွန်းဝင်းကိုအစာတူခန့်ခဲကြောင်းတင်ဆက်ပေးပါမယ်အချက်ဘတ်ဒုစစ်ခေါင်းဆောင်စိုးဝင်ကစစ်ဦးစီးအရာရှိချုပ်လေးဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကိုအရက်ဘတ်ဝန်ကြီးဌာနကိုပြောင်းရွှေ့လိုက်ပြီး တက်မတော်လီမဘိုလ်ချုပ်ထွန်းဝင်းကိုစာထုတ်ခန့်အပ်လိုက်ကြောင်းလေတပ်အတိုင်းဝိုင်းနဲ့ CDM ဘိုလ်ကြီးစင်ယောကပြောဆိုပါတယ်အနောက်မြောက်တိုင်းစစ်တနာကျုပ်တိုင်းမှုဘုံမှုကျုပ်မြို့မင်းထွေးကိုလက်ပီးလက်ယူမှုစစ်စင်ရေးတာဝန်မကျေမှုတွင်နဲ့ကော်ယူစစ်စစ်ဇင်မာစစ်ဦးစီးအရာရှိကျုပ်လေးဒုတိယဘိုလ်ချုပ်ကြီးဇော်ဝင်းမြင့်နဲ့ပတ်သက်တဲ့အရှုပ်တော်ပုံများပေါ်ပေါက်လာကြောင်းတို့ကြောင့်စစ်ဦးစီးအရာရှိချုပ်လေးဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကိုစစ်ဘက်ရာထူးမှအနာပေကနိုင်ငံခြားရေးဝန်ကြီးဌာနကိုပြောင်းရွှေ့လိုက်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ရဲ့ယာရုနေရာဖြစ်တဲ့စီဦးစီအရာရှိချုပ်လေယာဒုကိုတမတော်လီမဗိုလ်ချုပ်ထွန်းဝင်းကိုစောတုခန့်လိုက်ကြောင်းသိရှိရပါတယ်။အခုရပိုင်းစိုးဝင်းနဲ့လေတက်အတိုင်းဝိုင်းနဲ့နင်းနေကရောက်ကစားဖြစ်နေတယ်။အတိကကနမခကစစ်တိုင်းမှုကိုအမှုစစ်ရင်းနဲ့အဲ့ဒါတွေဆက်ပြီးတော့တွဲပြီးတော့ပေါ်လာတာလို့သိရပါတယ်။စီဦးစီအရာရှိချုပ်လေတုဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်ကိုနိုင်ငံเจ้าရဲ့ဝန်ကြီးဌာနကိုပို့တယ်အစားထုတ်မဲ့ တက်မတော်လီဘူကျုပ်ထွန်းဝင်းနဲ့ပတ်သက်လို့လီဒတ်အတိုင်းဝိုင်းကပြောတာကတော့သူကအထက်ဖအောက်ဖိလိုပဲသိရတယ်။အသက်စစ်ဦးစီးအရာရှိချုပ်လီကလူကြီးကိုပဲဖားဖို့စဉ်းစားတက်တာအဲ့ဒီတော့အောက်ကပြန်တန်းရေးပိုက်လော်ရီနဲ့မြေပြင်ခရူရီနဲ့ပါပြဿနာတွေပါရီဖြစ်လာနိုင်တယ်လို့မှန်းဆတယ်။ပြီးရင်အခုစစ်ဦးစီးချုပ်အရာရှိချုပ်လီကဒုတိယဘူကျုပ်ကြီးဇော်ဝင်းမြင့်နဲ့ဆက်ဆက်ပြီးဟောမလင်းလီဒါစကန်ဌာနချုပ်ကလီဒါစကန်မူနာမည်တော့စစ်စစ်စေပါပဲ။သူ့ဘာအလားလာမကောင်းဘူးလို့ပြောပါတယ်။ အနိဋ္ဌကတော့ပြုတ်တာမျိုးမဟုတ်ဘဲနဲ့အရက်ဖက်တွေကိုပို့တဲ့အနိဋ္ဌမျိုးတွေဖြစ်နိုင်တယ်လို့ CDM ပူကြီးစင်ယောကပြောဆိုပါတယ်။လက်ရှိစင်ဦးစီးအရာရှိချုပ်လေးဒူပူချုပ်ကြီးဇော်ဝင်းမြစ်ကိုရာထူးမှာအနာပိနေရာပြောင်းရွှေ့မှုကြောင့်၎င်းနဲ့ဆက်ဆက်နေတဲ့ Homelin Leaders Camp မှာအရာရှိကြီးတွေအားလည်းစစ်ဆေးခံရမယ်ဆိုတဲ့သတင်းများထွက်ပေါ်နေကြောင်းသိရှိရပါတယ်။ Leaders စဦးစီးချုပ်အချင်းပြောင်းဖြစ်လာတဲ့အတွက်နောက်ပိုင်း Leaders Camp ချုပ်မှုတွေစကမ်းမှုတွေပါအချင်းပြောင်းတွေရှိလာနိုင်တယ်။ အခုသူတို့ကလီဒက်ကိုပါ reform လုပ်မဲ့နေထားလို့တော့မြင်တယ်။တည်ကြတာတော့ညှိတာတော့ညှိတယ်။ညှိလို့မို့လို့အရက်ဖက်ကို ပြောင်းတယ်။ပထမဦးစားပေးကတော့ Homelin Leaders Gang ကလည်းသူလည်းအရက်ဖက် Leaders Gang ကိုပြုတ်မလားဒါတော့စောင့်ကြည့်နေတော့ပဲလို့ CDN ပိုကြီးစင်ယောကပြောဆိုပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့နမောင်မြွန်နယ်အတွင်းစစ်ကြောင်းထိုးရန်ထွက်ခွာလာတဲ့စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား၁၀ဦးသေဆုံးလို့ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ်မကွေးတိုင်းနတ်မောင်မြို့နယ်အတွင်းစစ်ကြောင်းထိုးရန်ထွက်ခွာလာတဲ့စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရမှာစစ်သားစေဦးသေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်တပ်မတော်အမတ်ကိုတုံညာတုံတရင်ရဲ့တရင်မှုဘူအောင်ကပြောဆိုပါတယ်ဒီကနေ့နိုဝင်ဘာလ25ရက်နေ့မနက်8:20မိနစ်ခန့်အချိန်မှာနတ်မောင်မြို့နယ်ကြောက်တန်းကျေးရွာနီးတုံလုံးကိုတော်လမ်းဆုံမှာတရက်ချောင်းကံလာကျေးရွာဘက်ကိုအင်အား80ခန့်နဲ့စစ်ကြောင်းထိုးရန်ထွက်ခွာလာတဲ့အကြံဖတ်စစ်တပ်ကို PDF viewer စက်ကွန်တရင် ကိုတုံညာတုံးမှရဲဘော်တွေကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ယင်းတိုက်ခိုက်မှုအတွင်းတိုက်ပွဲမှာမိနစ်20ခန့်ဖြစ်ပွားခဲ့ပြီးနောက်အကြံဖတ်စစ်တပ်ဘက်မှစစ်သား10ဦးသေဆုံးကတော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ခွေးတွေဘက်ကသေဆုံးတာခံမှန်းကြီး10ဦးလောက်ရှိတယ်။စစ်ခွေးတွေနဲ့တိုက်ပွဲကထပ်ဖြစ်နိုင်တယ်။တောင်ပေါ်နဲ့တောင်အောက်ဆိုတော့သူတို့အထည်နာမှာစစ်ခွေးဘက်ကလက်နက်ရရှိတာမျိုးတော့မရှိဘူး။ တော်လိုင်းမဟာမိတ်တွင်နဲ့ပူးပေါင်းပြီးဆက်လက်တက်ခိုက်ဖို့ရှိပါတယ်တော်လိုင်းရဲဘော်တွေထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်လို့အမတ်ကိုတုံညာတုံတရင်မှတရင်မှုပေါအောင်ကပြောဆိုပါတယ်အဆိုပါတက်ခိုက်မှုကိုအမတ်ကိုတုံညာနဲ့တက်ဖွဲ့နတ်မောက်ပကဖားနဲ့မဟာမိတ်ပူးပေါင်းတက်ဖွဲ့တွေကလှုပ်ဆောင်ခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ထိုင်းနိုင်ငံတောင်ပိုင်းမှာစံချိန်တင်ရေကြီးမှုကြောင့် ိန်တောင်စု33000နီးပါးရေဘေးတင်နေပြီမြန်မာရွှေပြောင်းအလို့သမားတွေကလည်းရေဘေးတင်သူများထဲမှာပါဝင်နေကရေကြီးမှုကြောင့်တိတ်ဆုံးသူလူ19ဦးရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံတောင်ပိုင်းမှာစံချိန်တင်ရေကြီးမှုကြောင့်အိန်တောင်စုပေါင်း33000နီးပါးရေဘေးတင်နေပြီမြန်မာရွှေပြောင်းအလို့သမားတွေကလည်းရေဘေးတင်သူများထဲမှာပါဝင်နေကြောင်းထိုင်းသတင်းများနဲ့ဟရိုင်မြို့မှာမြန်မာအလို့သမားတချို့ထံကနေသိရှိရပါတယ်ထိုင်းတောင်ပိုင်းမှာမုန်တိုင်းကြောင့်နှစ်ပေါင်း300အတွင်း စံချင်းတင်ရည်ကြီးမှုဖြစ်ပေါ်နေခြင်းဖြစ်ပြီးရေမှရှစ်ပေကျော်ထိမြင့်တက်နေကြောင်းလက်တလောထိုင်းတောင်ပိုင်းတလျှောက်မှာရည်ကြီးမှုကြောင့်နောက်ဆက်တွဲတက်လိုက်မှုနဲ့မတော်တဆမှုတွေကြောင့်တိတ်ဆုံးသူ19ဦးရှိလာကြောင်းဟရိုင်မြို့မှာမိုးတက်တက်ထထရွာသွန်းနေပြီးနှစ်ပေါင်း300တွင်စံချင်းတင်မိုးရွာသွန်းမှုအများဆုံးဖြစ်ကြောင်းထိုင်းစိုးရကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ19ရက်နေ့မှာယနေ့ချိန်ထိလက်ရှိထိုင်းတောင်ပိုင်းမှာရှိတဲ့ခရိုင်၉ခုမှာရည်ကြီးနေပြီးအင်တောင်စုပေါင်း တသိန်း2800ရေပေးတင်နေကြောင်းမိုးရွာသွန်းခြင်းနဲ့မြည်ရည်ကြည်ခြင်းရုတ်တရက်တောင်ကျချောင်းရည်တွေကြောင့်ရေကြီးမှုအခြေအနေများဆိုးရွားလာကြောင်းသိရှိရပါတယ်လက်တလုံးဟရိုင်မြို့မှာရေမအမြင့်ပေ8.2ပေကျော်ရှိပြီးမြို့တစ်ခုလုံးမြုံနေကြောင်းကေဆေးကြီးများရှိပေမဲ့လည်းမြို့တစ်ခုလုံးအတိုင်းတောင်ကိုမလွှမ်းချုံနိုင်တဲ့အတွက်ပြည်သူများမှာအိမ်ခေါင်းမိုးများအပင်များနဲ့တက်တိုင်များပေါ်မှာနေထိုင်ကာကေဆေးကြီးကိုစောင့်ဆိုင်းနေရကြောင်းသိရှိရပါတယ်ဟရိုင်စက်မှုဇုံမှာဆက်ရုပ်တွေအများကြီးရှိပါတယ် အဲ့ဒီမှာမြန်မာအလုတမရာပေါင်းများစွာရှိတယ်အဲ့ဒီမှာမြန်မာတွေလည်းပြိမိနေပါတယ်အခုတက်တီတော့မြန်မာတွေတဲကတည်ဆုံထိခိုက်မှုမကြားရသေးပါဘူးလို့ဟရိုင်မြန်မာနေထိုင်တဲ့ရေဘေးတင့်သူများကုညီမြန်မာတို့ကဆိုပါတယ်နိုဝင်ဘာလ19ရက်နေ့မှ23ရက်နေ့အတွင်းစုံကလာတလျှောက်ရေလွှမ်းမှုမှုကြောင့်တောင်ပိုင်းခင်16ခုမြို့နယ်ကွဲ100ကျေးရွာ638ရွာမှလူပေါင်း46,500ကျော်ဟာရေဘေးတင့်နေပြီးကေဇီစကင်များကိုထိုင်းစုရကဖွင့်လှစ်ထားရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအချမ်းပတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုဂျင်းလိုရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ